က်ကများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ up to date channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးအဖြေများမှာတော့ ရှိရုံစီတီတော်နိကန်၅ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်းရမူဆရာဦးစန်းနှင့်ဆယ်မြောင်းကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ပါဆရာ။အဲဒီတစ်ပတ်မှာဆိုလို့ရှင်လဲဒါအွန်လိုင်းဓမ္မအမေးဖြေများမှာတမောရဲ့လက်ထက်မှာပေါ့နော်။ဒါအကောင့်ပိုင်ရှင်တွေမေးမြန်းထားတဲ့မိကွန်းတွေရောက်ရှိနေပြီလို့ဆရာမိကွန်းလေးတွေမေးခွန်းပြုပါရှင်။ဟုတ်ကဲ့ဆရာ။ကျော်စောမျိုးကနေပြီးတော့မေးထားတာဖြစ်ပါတယ်။သူမေးထားတဲ့မေးခွန်းကတော့တန်နေတစပြိတ္တန်တွေကိုတစုံတရာသောရေပုတ်ရွှံပုတ်တို့၌ ဆွဲကန်ညီပြီးဖြစ်ပေါ်လာသောပြိတ္တန်တွေဟုအများအပြားအမှတ်ယူနေကြကြပါတယ်တဲ့၎င်းဝါရာကိုသိပ္ပံပညာရှင်တို့ကမနှိမ့်မြို့ကြပါအဘဲကြောင့်ဆိုလျင်ထိုတတ္တဝါတွေဖြစ်ပေါ်လာတဲ့ညောင်းဘုတ်ရေဘုတ်ငါးဘုတ်စသည်တို့၌၎င်းတို့၏ဥကိုတွေ့ရသောကြောင့်ဖြစ်ပါတယ်ဆရာရဲ့အမြင်ကိုလည်းသိလိုပါတယ်ဆိုပြီးတော့မှဒါသူကမိထားရလေးဖြစ်ပါတယ်ဆရာတန်သေးတဇပရိသန်တွေမှာလေတန်သေးတဇကိုပုတ်ခွဲတဲ့အခါမှာတန်သေးဓာရဲ့ဇာရဲ့နှစ်ခုခွဲတာပေါ့တန်သေးဓာရဲ့အတိတ်ပဲကညွဲ့ရလို့တွေပဲရတယ် ဇာကိုဖြစ်ချင်းလို့အဓိပ္ပာယ်ပေးရတယ်။အဲ့တော့ဤတွေ့ရာ၌ဖြစ်ချင်းပေါ့။အဲ့တော့ဤတွေ့ရာ၌ဆိုတဲ့အခါမှာဒီမှာပြောထားတယ်လို့ပေါ့ရေဘုတ်တို့ရွှန်းဘုတ်တို့မော်တို့ပေါ့နော်အဲ့ဒါတို့အညစ်အကြေးပေါ့ညောင်းဘုတ်တို့အဲ့ဒါအညစ်အကြေးတစ်ခုလည်းကိုပဲဆွဲတာမဟုတ်ဘူးတနည်းအားဖြင့်ပြောရင်မွိုင်းချပေါ့ဗျာစိုးစိုးမှုရှိကြမှန်းသမီးဘရုံမှာကြာလိုက်လည်းဖြစ်နိုင်တယ်ပန်းဘုတ်လည်းဖြစ်နိုင်တယ်ဒီအမွေးနဲ့အနံ့ဆိုးနဲ့မခွဲတော့ဘူးအမွေးနဲ့ပဲဖြစ်စေအမွေးရက်နဲ့မှပဲဖြစ်စေအနံ့ဆိုးရက်နဲ့ပဲဖြစ်စေခုနပြောတဲ့ညွတ်ရလို့ခေါ်တဲ့ဒီမွိုင်းချလေးပေါ့ ဆွေဆွေမှုလေးပေါ့တပ်ပင်တွေမှာလည်းရှိကြပဲဆိုဆိုအဲ့ဒီလိုမျိုးလေးရှိနေအစီစေးရှိကြပေါ့နော်တပ်ပင်တွေမှာအဲ့ဒီလိုမျိုးရှိနေရင်အဲ့ဒါတွေနဲ့ပတ်သက်ပြီးဖြစ်တဲ့တတ္တဝါတွေမှန်တယ်များအလုံးကိုတန်တေတစားလို့ပေါင်းပြီးတော့ခေါ်ရင်းဖြစ်တယ်အဲ့ဒီဟိုရေဖို့ရှင်ဖို့တခုတည်းကိုမဟုတ်ပါဘူးနော်နောက်တစ်ခါသူပြောထားတဲ့အချိန်မှာသိပ္ပံပညာရှင်တွေကမနစ်မျိုးပါလို့ပြောပါတယ်နော်အဲ့တော့သိပ္ပံပညာရှင်တွေနစ်မျိုးတွေမနစ်မျိုးတွေကတော့အရေးမကြီးဘူးလို့ပဲထင်တယ်ကျွန်တော်တို့အနေနဲ့နော်ဘာကြောင့်လဲလို့ဆိုတော့ဟိုတို့လူတိုင်းလိုက်နေရမှာဆိုရင် အိန္ဒိယမှာရှိတဲ့စင်္သမာနတို့နော်အောင်ရင်းရှိပါတယ်မှာကြားဖို့မှာပေါ့စင်္သမာနတို့မြန်မာပြည်ကဝေလူဝေလူတို့ကြားဖို့မှာပေါ့အဲ့ဒီအမျိုးသမီးတွေရဲ့ဖြစ်ပေါ်လာတဲ့မကြီးပင်ပေါ့စင်္သမာနဆိုမကြီးပင်ဝေလူဝေလူဆိုဝါပင်ကနေဖြစ်တာအဲ့ဒီမကြီးပင်ဝါပင်ဒီမှာသူတို့အလိုတိုင်းဆိုရင်သုတ်သေးသုတ်ဘူးတွေသွားရှာအောင်လို့ဖြစ်နေတယ်တကယ်လို့မရှိဘူးဆိုရင်လည်းသိပြပညာဘာမှမဟုတ်ဘူးနော်ဘာမှခိုင်မြဲမှုမရှိဘူးလို့သူတို့ဖြစ်နေတာပေါ့အဲ့ဗုဒ္ဓဘာသာမှာကတော့ဟိုဟာရှိတယ်ဗျသစ္ဆန်တတ္တပရိသန္တိသစ္ဆေယကာရမေဝစာ ဒုဒ္ဒတာစတုယောဓမ္မာတေသိတုံစသုတုကရာဆိုရပါဠိရှိတယ်ဒါထပ်ရစရာပြောတာလားအဓိပ္ပာယ်ကဘာလဲဆိုတော့သစ္စံတတ္တောပဋိသန္ဓိဆိုတာသစ္စာသစ္စံဆိုတာသစ္စာ၄ပါးတတ္တောဆိုတာတတ္တဝါတွေရဖြစ်စဉ်ပဋိသန္ဓိဆိုတာပရိသေနေကံနောက်ပြီးတော့ပစ္စယကာရဆိုတာကပဋိစ္စသမုပ္ပါအဲ့ဒီ၄ခုဟာဒုဒ္ဒတာစတုယောဓမ္မာတဲ့အခက်ကြီး၄ပါးလို့ပြောတာဘုရားဗုဒ္ဓဘာသာအခက်ကြီး၄ပါးရှိတယ်အဲ့ဒီဟာပေါ့နော်အဲ့ဒါကိုတာမန်ဘုဒ္ဓရှင်တွေအနေနဲ့နားလည်ဖို့အမြဲတမ်းခက်ခဲတယ် ေသိတုံသတိတုကရာဟောပြောရတဲ့ပုဂ္ဂိုလ်အတွက်လည်းမရွယ်ဘူးတဲ့ဒါကိုကျွန်တော်ကလက်ခံသဘောပေါက်ထားမှာပေါ့နော်ဒါကြောင့်ဒီတန်တေတဇပဋိဇန်တွေနဲ့ပတ်သက်ပြီးတော့တိပြံပညာရှင်တွေရဲ့အလိုတိုင်းနေရာတကာကိုရှောက်ရှောက်ပြီးတော့ထောက်ဆလို့တော့မရဘူးအကယ်၍အဲ့ဒီလိုမှမဟုတ်ပဲကြားကြားမိရလို့ပြီးတော့တိပြံပညာနဲ့မညီညွတ်လက်မခံဘူးဆိုပြီးတော့တိပြံပညာ၌ပဲငါတလူလူမှန်းမှုနေတယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာကျွန်တော်ပြောချင်တာတော့ပရိသတ်သုံးပုံဆောင်ယဟန္တာမထေရကြီးများရဲ့ရှေ့မှာငါတို့သမုန်းကြီးသုံးကောက်တောင်ကုန်ပြီလို့ကိုယ့်ကိုကြွားဝါထုတ်တဲ့ ဘာလာကဲ့သို့ပဲဖြစ်ပါလိမ့်မယ်လို့နော်ဒါလေးဖြေချလိုက်ပါကဒီဓမ္မအဖြေအမေးအဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျင်းနေလိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစီစမအခုလိုမျိုးမင်းဝန်တွေပေါ့နော်ဒါတေချာလေးဖြေချပေးရဲဆရာတို့လည်းသူတို့ update channel ကျေးဇူးများတင်ပါတယ်ဆရာကဲဒါဘုဒ္ဓရာတွေလည်းအများကြီးရလိုက်လို့သူတို့လည်းဒါဆင်ကျင်မှုတွေလည်းအများကြီးသိလိုက်ရပါတယ်ဆရာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြေချသွားတဲ့အဖြေကိုနားဆင်ပြီးတော့ဒါ online ပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးအဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျင်းတ်လိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစစ်စမအခုလိုမျိုးမေးခွန်းတွေကိုပေါ့နော်ဒါတေချာလေးဖြေချပေးရဲဆရာကိုလည်းတို့မျိုး update channel ကျေးဇူးများတင်ပါတယ်ဆရာ